မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့စစ်တပ်တိုက်ရင်တွေထဲမှာအောက်ခြေတပ်သားတွေကိုအတင်းအဓမ္မစေခိုင်းမှုတွေနဲ့အကြမ်းဖက်နှိပ်စက်မှုတွေရှိနေသလိုမျိုးရဲစေဝါများကိုလည်းတရားဝင်အုံပြုခွင့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ November 26ရက်နေ့က Raikon မြို့နယ်အနီးမှာစစ်ကောင်စီတပ်ရဲ့တပ်မ66လက်အောက်ခံအမှတ်80ခြေလျင်တိုက်ရင်နဲ့ ကရင်ပြည်အမျိုးသားများကာကွယ်တပ်ဖွဲ့ KNDF ပူပေါင်းမဟာမိတ်တပ်ဖွဲ့တို့ထိပ်ပိတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား5ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေထဲကတအုပ်ဖြစ်တဲ့ခလာရ80တပ်ရင်းကတပ်သားဖိုးဖြူက KNDF အဖွဲ့ထံကိုဝန်ခံထွက်ဆိုခဲ့ရမှာသူကိုယ်တိုင်အပါအဝင်တိုက်ရင်အတွင်းမှာရှိတဲ့တပ်ဖွဲ့ဝင်အများစုဟာရိုက်နှက်နှိပ်စက်ခံရတယ်လို့အတိအကျမှာစေခိုင်းခံရမှုတွေလည်းရှိနေတယ်လို့ဝေခံပြောဆိုထားပါတယ်။ဒါအပြင်တပ်အတွင်းထဲမှာစိတ်ကြွမှုရဲ့စေဝါများကိုတရားဝင်အသုံးပြုခွင့်ပေးထားပြီးတော့ရ ခြေတန်းတိုက်ပွဲတွေမှာလည်းသုံးဆွဲခွင့်ပြုထားတယ်လို့တပ်သားဖို့ပြူကဝန်ခံထွက်ဆိုထားပါတယ်တပ်ထဲမှာဗိုလ်မှူးကိုယ်တိုင်ကမူရစေးသုံးနေတာရှိတယ်ပန်းရောင် WY ဆေးပြားတွေကိုလည်းတွေ့တယ်တပ်စိတ်သုံးစိတ်စလုံးကဒီဆေးပြားတွေကိုသုံးနေတယ်အဲ့ဒါတွေသုံးပြီးတော့သူတို့ကတိုက်ခိုင်းနေတာရှေ့ကိုတိုးခိုင်းနေတာ တပ်သားတအုပ်ကို၃ပြား၄ပြားလောက်ရတယ်ထင်တယ်ဘုံမူးကိုရိုင်ကတပ်ထဲမှာ WY ဆေးပြားမရှိတော့ဘူးဆိုရင်ဝယ်ခိုင်းတာမျိုးဝယ်ပေးတာမျိုးတွေရှိတယ်လို့ဖမ်းဆီးခံထားရတဲ့တပ်သားဖိုးယူကဝန်ခံပြောဆိုထားပါတယ်ပြီးခဲ့တဲ့အော်တိုဘာလကသခိုင်းတိုင်းပင်လယ်ဘူးမျိုးသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်စခန်းကနေပြီးတော့ဘိန်းဖြူစက်ပြားကွက်1352ခွာဘိန်းဖြူတို့1185ဒုံနဲ့ဘိန်းမဲတထုပ်ကိုတပိတ်တာခံမှန်းတော့နဲ့ဆက်ရှိထုပ်တို့ကိုလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိမ့်စီရရှိကမိရှုပ်ဖြတ်စည်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်အတွင်းမှာ တက်သားတဲ့စူသားမှုများကိုလည်းအတင်းအဓမ္မလှုပ်ဆောင်ခိုင်းတာတွေရှိနေပြီးတော့ပေါ်တာဆွဲတာမဲနိုင်ခိုင်းတာတက်သေးဝင်ဖို့ဆွဲတာမျိုးတွေရှိနေပြီးတော့တက်သေးကိုရောက်လာရင်လည်းအတင်းအဓမ္မခိုင်းစေမှုတွေရှိနေတယ်လို့ပြောဆိုထားပါတယ်ပြစ်ဒဏ်ပေးတဲ့အခါမှာလည်းတက်သားဒုတ်တို့ တန်ထုတ်တို့ကိုအသုံးပြုပြီးတော့ဥကောင်ခြေတလုံးတို့ကိုပြင်းပြင်းထန်ထန်ရိုက်နှက်တာတွေလည်းရှိနေပြီးတော့ထိခိုက်ဒဏ်ရာဆိုးဆိုးဝါးဝါခံစားနေရပြီးဖြားနာနေရတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ကရင်နီပြည်နယ်အတွင်းမှာစစ်ကြောင်းထိုးတဲ့အချိန်မတင်ကားတဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်များကိုလည်းမိရှုဖျက်ဆီးမှုတွေရှိနေပြီးတော့တချိန်မိရှုပါကအ ਨੇ ဆုံးအိမ်ခြေအလုံး90ခန်းရှိတယ်လို့တပ်သားဖိုးဖြူကဝန်ခံပြောဆိုထားပါဗျ။ခလာရ80ကတပ်သားဖိုးဖြူအပါအဝင်စစ်ကောင်စီတပ်သား9ဦးကိုလိုက်ကော်မြို့နယ်လင်းဖုံလေးကျေးရွာအနီးထိတွေ့တိုက်ပွဲအတွင်းမှာ KNDF ပူးပေါင်းတပ်တွေက စစ်တုံးဘက်အဖြစ်နဲ့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအယောက်30ထက်မနည်းသေးဆုံးကလက်နက်22လက်နဲ့ခဲယမ်းတွေကိုလည်းတင်းစီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းရွာအနီးမှာဒီသမလာ9ရက်နေ့က စစ်ကောင်စီတပ်နဲ့တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL လေးဒနု PDF တပ်ဖွဲ့တို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ကအယောက်20ခန့်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ခမ်းရွာအနီးကစစ်ကောင်စီရဲ့အမြောက်တပ်ရင်းအမတ်တ354နဲ့အမတ်တ902တပ်အနီးကတိုက်ပွဲမှာစစ်ကောင်စီတပ်သား2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့အလောင်းတွေနဲ့လက်နက်တွေရခဲ့သလိုဆက်ဆက်တိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးကိုထပ်မံပြီးတော့ဖမ်းဆီးရရှိခဲ့တယ်လို့လွေးရည်ဦးကပြောပါတယ်။စစ်ကောင်စီဘက်ကတောင်ခမ်းဘက်ကနေပြီးတော့စစ်ကူတွေပို့နေတာရှိတယ်။မနေ့ကတိုက် ်ပွဲကတော့တော်တော်ကိုပြင်းထန်တယ်အဲ့ဒီမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းမိတာဖြစ်ပါတယ်အလောင်းတွေလက်နက်တွေရထားတာတွေလည်းရှိတယ်လို့ပြောဆိုခဲ့ပါတယ် TNL နဲ့မဟာမိတ်ဖြစ်တယ်ဒနု PDF ရဲ့ပြောခွင့်ရသူကိုမောင်ကတော့ကြောက်ကူကနေတောင်ခမ်းကိုစစ်ကူပို့ဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နေတိုင်းလိုလိုတိုက်ပွဲတွေဖြစ်နေတယ်လို့ပြောဆိုထားပါတယ်ကြောက်ကူရွာမှာရှိတယ်စစ်ကောင်စီရဲ့အမြောက်တပ်ရင်းအမတာ၃လေးကိုနောင်ဝိုးရွာကခြေလင်းတပ်ရင်းခလိုက်ရ2-2နဲ့ရက်ဆောက်ကနေတောင်ခမ်းရွာကိုစစ်ကူသွားတဲ့စစ်ကောင်စီတပ်တွေကိုနေတိုင်းလိုလိုကြားဖြတ်တိုက်ခိုက်နေတယ်လို့ DPLA ကပြော ဆိုထားပါတယ်စစ်ကောင်စီဘက်ကလည်း drone တွေအသုံးပြုပြီးတော့ပြန်လည်တိုက်ခိုက်နေသလိုအစိမ့်ငွေဘုံတွေကိုအသုံးပြုနေတာကြောင့်တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DPRA ကထုတ်ပြန်ထားပါတယ်နောင်ချုံမြို့နယ်တောင်ခမ်းရွာအနီးမှာစစ်ကောင်စီတပ်နဲ့ TNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားနေတာဟာ၃လကျော်ရှိနေပြီလို့သိရပါတယ်စစ်ကောင်စီဘက်ကနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ကြောက်ခုလမ်းကနေ တောင်ခမ်းရွာကိုစစ်ရင်အားတွေဖြည့်တင်းနေသလိုပြင်ဦးလင်ကနေနောင်ချုံမြို့နယ်ဒန်းကော်ရွာနဲ့တရကုန်းရွာဘက်ကိုလည်းစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းကတရကုန်းရွာတောင်ဘက်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့၃ချိန်ပစ်ခတ်ခဲ့တာကြောင့်ဆမ်ဆယ်ကြီးရွာအမှတ်၁တကြားဆက်ယုံဝန်ထမ်းအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကဒီဇင်ဘာလ10ရက်နေ့ဒီကနေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းတုံမြို့နယ်ရွာတက်ချေးရွာမှာရှိတဲ့နေအိမ်အလုံး60ကိုမီးရှို့နေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့ညနေ9:40မိနစ်အချိန်မှာမင်းတုံမြို့နယ်ရွာတက်ချေးရွာအတွင်းကိုအင်အား80ခန်းနဲ့စစ်ကြောင်းထိုးပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ကိုတရက်ခေရအမှတ်၄တိုက်ရင်တပ်ခွဲနှစ်ရဲဘော်များကဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်တပ်ဘက်က3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ပြစ်ခတ်မှုအတွဲမှာပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်ကရဲဘော်တအူ6ထောက်ကြီးစံထိမှန်ပြီးတော့ဒဏ်ရာရခဲ့ပြီးအကြမ်းဖက်စစ်သားများရဲ့မိရှို့ဖျက်ဆီးမှုကြောင့်ရွာသစ်ခြေရွာကနေအိမ်အလုံး60ခန့်မိလောင်ပြကျသွားခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲကမိရှို့ခံရတဲ့ရွာရဲ့အနီးအနားမှာဖြစ်တာ တို့မီးရှို့လိုက်ရင်ကျွန်တော်တို့ဘက်ကလာပြီးတော့တိုက်ခိုက်နိုင်တယ်ဆိုတာကိုတွက်ဆထားဖို့ရတယ်။အဲ့ဒီတော့ကျွန်တော်တို့သွားတိုက်တဲ့အခါမှာအစင်သည့်အနေထားဖြစ်နေတာပေါ့။အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲကမိနစ်20လောက်ဖြစ်ခဲ့တာ။တို့ဘက်ကအင်အားကများတယ်။လက်နက်ကြီးနဲ့ပြစ်ကူပေးတယ်။အဲ့ဒါကြောင့်ပြန်ပြီးတော့ဆုတ်ခွာလာရတယ်။ဆုတ်လာပြီးတဲ့နောက်မှာတို့ကအဲ့ဒီရွာမှာတညဆက်လက်ပြီးတော့တက်ဆွဲထားပြီးနောက်တနေ့မှာဒဏ်ရာရတဲ့သူတွေကိုခေါ်ပြီးတော့မြောက်ပြင်ဘက်ကိုပြန်ဆုတ်သွားတယ်လို့တရက်ခေအမလေးတရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါဗျ။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ကဒဏ်ရာရတဲ့စစ်သားများကိုထမ်းစစ်များနဲ့ထမ်းခေါ်သွားကရွာတစ်ကျေးရွာမှာတညအိတ်တဆွဲခဲ့တယ်လို့သိရပါဗါဒီဇင်ဘာလ9ရက်နေ့မှာမင်းတုံမြို့နယ်မြောက်ပြင်ကျေးရွာကိုဝင်ရောက်သွားကဖုန်ကြီးကျောင်းမှာဝင်ရောက်ပြီးတော့တဆွဲခဲ့တယ်လို့သိရပါဗယခုခါမှာမင်းတုံမြို့ဘော်ကစစ်ကူတပ်အင်အားများကမြောက်ပြင်ကျေးရွာဖုန်ကြီးကျောင်းကိုထပ်မံပြီးတော့ အားဖြည့်ထားတယ်လို့သိရပါတယ်လက်ရှိအနေအထားကတော့မင်းတို့ဘက်ကနေပြီးတော့အင်းအားအနေငယ်ထပ်ဖြည့်ပြီးတော့မြောက်ပြင်ကျေးရွာဖုန်ကြီးကျောင်းမှာဝင်ရောက်တက်ဆွဲထားပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တိုက်ပွဲဖြစ်တာမရှိသေးဘူးဒီစစ်ကြောင်းကပြီးခဲ့တဲ့လကလေးကဝင်ရောက်နေတဲ့စစ်ကြောင်းမှာနိုဝင်ဘာလ26ရက်နေ့မှာတိုက်ပွဲဖြစ်တော့သူတို့နည်းနည်းအထိနာသွားလို့ပြန်ဆုတ်သွားတယ်ပြီးတော့အင်းအားပြန်စုဖွဲ့ပြီးတော့ပြန်ထိုးလာတာရွာတဲ့ကျေးရွာနဲ့အနီးနားကရွာတွေကပထမအချိန်ကလေးကရှောင်နေကြရတာ တချို့နေရက်ကိုပြောင်းဝင်လာတဲ့ပြည်သူတွေလည်းအခုအကုန်ပြန်ရှောင်နေကြရတယ်လို့တရက်ခရိုင်အမတ်လေးတိုင်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါတယ်လက်ရှိမှာစစ်တပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်မင်းတုံမြို့နယ်မြောက်ပြင်ကျေးရွာကျိုးဝကျေးရွာရွာတစ်ကျေးရွာနဲ့ငှက်ပြင်းကျေးရွာတို့ကပြည်သူများဟာထွက်ပြေးနေရပြီးတော့စစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF များကလှုပ်ဆောင်နေတဲ့ရမောငွေရှာတဲ့ကမ်ပိန်းများကိုပြည်တွင်းပြည်ပကငွေကြေးလှူဒါန်းမှုနဲ့ငွေကြေးစည်းစိမ်မှုများဆက်လက်ပြီးတော့တည်ရှိနေတာကိုဖိဖိစီစီစုံစမ်းဖော်ထုတ်အရေးယူရန်စစ်ကောင်စီကရေးပေါ်ညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်စစ်ကောင်စီရုံးရဲအခုရပိုင်းအတွင်းမှာအရေးပေါ်ညွှန်ကြားချက်မှာ စန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်တဲ့ NUG နဲ့ PDF အဖွဲ့များကခေါင်းစဉ်မျိုးစုံနဲ့ကမ်ပိန်းများကိုလှုပ်ဆောင်နေကြကြောင်းပြောဆိုထားပါတယ်။အဲ့ဒီကမ်ပိန်းများမှာပြည်တွင်းကလှူဒါန်းမှုများရှိနေတဲ့ကြီးညာမှုများရှိနေရာ ဘလို့နီးလန်းနေနဲ့ငွေကြေးများလှူဒန်းနေကြတယ်လဲဘယ်သူတွေကအဲ့ဒီငွေကြေးတွေကိုပါဝင်လှူဒန်းနေကြတယ်လဲဆိုတာကိုစုံစမ်းဖော်ထုတ်အရေးယူရန်လိုအပ်ကြောင်းပြောဆိုထားပါတယ်စစ်ဆေးရမယ်ပြည်တွင်းဗန်ဆိုင်ရင်းများပေးအကောက်များကိုတေးချစွာစီစစ်ရန်နဲ့လှူဒန်းမှုပြုလုပ်သူများကိုအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ထိတိရောက်ရောက်အမှုဖွင့်ပြီးတော့အရေးယူရန်နဲ့စုံစမ်းဖော်ထုတ်ရန်ညွှန်ကြားလာတယ်လို့သိရပါတယ်စန့်ကျင်ဘက်အဖွဲ့အစည်းများထံကိုငွေကြေးလှူဒန်းမှုနဲ့စီးဆင်းမှုများဟာအန်ရရရှိပြီးတော့အချိန်မီတားဆီးရန်လိုအပ်ကြောင်း အခုလိုမျိုးတားဆီးရမှာလဲအိန္ဒိချင်းနိုင်ငံများနဲ့ပါပူးပေါင်းဆောင်ရွက်ကြရန်ရမုံငွေရှာတဲ့ကမ်ပိန်းများမှာအသုံးပြုနေတဲ့အိန္ဒိချင်းနိုင်ငံများကဘဏ်အကောင့်များကိုတေချာစွာမှတ်တမ်းတင်ပြီးတော့နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းများကနေတဆင့်ဖော်ထုတ်ကန့်ကွက်ရန်နဲ့ဘဏ်အကောင့်များကိုပိတ်သိမ်းနိုင်ရေးကိုပါဆောင်ရွက်ရန်ညွှန်ကြားလာတယ်လို့သိရပါတယ်လက်တလုံးမှာ NUG ရဲ့ရွေဦးဖွံ့ဖြိုးရေးဘဏ်က ိမ်ပြန်လိုင်းတဲ့အမြင်နဲ့ကမ်ပိန်းဟာနိုဗ ెంబ ာလ15ရက်နေ့ကနေစတင်ပြီးတော့ယခုအခါမှာအမေရိကန်ဒေါ်လာ73တန်းနီးပါးရရှိနေပြီဖြစ်ကြောင်းຫນွေဥဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားပါတယ်။အလားတူပဲပြည်သူ့ကာကွယ်တပ်ဖွဲ့များကလည်းရန်ပုံငွေရှာတဲ့ကမ်ပိန်းများကိုပုံစံမျိုးစုံနဲ့ဆောင်ရွက်လျက်ရှိရာဒေါ်လာရေးထီများမီလီယံတစ်ကက်ထီများနဲ့ကန်ဆာမဲရောင်းချတဲ့ရန်ပုံငွေရှာဖွေမှုများကိုလည်းပြုလုပ်နေကြပြီးတော့ပြည်သူများကလည်းအင်တိုက်အားတိုက်ပါဝင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့ကိုအာနာသိန်းစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့လူနေအိမ်များမီးလောင်ပျက်စီးသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ9ရက်နေ့ည9နာရီအချိန်မှာစစ်ကောင်စီက Jet Fighter လေရင်တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ကံပိုင်ရက်ွက်ကလူနေအိမ်၈လုံးမီးလောင်ပျက်စီးသွားရတယ်လို့သိရပါတယ်။ဒီသမလာ၄ရက်နေ့ကလည်းတောင်ကုန်းမြို့တွေကလမ်းစုံလမ်းကွာများနဲ့မြို့ရဲ့ထွက်ပေါက်များကို Jet Fighter နဲ့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာလူနေအိမ်15လုံးထက်မနည်း ်ဘာသာရေးအဆောက်အဦများပါမိလောင်ပြက်စီးသွားခဲ့ရတယ်လို့သိရပါတယ်လက်ရှိမှာတောင်ကုတ်တက္ကသိုလ်ကစစ်ကောင်စီရဲ့တပ်စခန်းများအပါအဝင်တောင်ကုတ်မြို့တဲကစစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုအရခတက်တော် AA ကသိမ့်ပိုက်ထိမ့်ချုပ်ပြီးတဲ့နောက်မြို့နယ်ကပ်ရရှိတဲ့စကခငါတက်မနဲ့ ခမရ9လေးလေးတိုက်ရင်ခမရ3လေး6တိုက်ရင်တို့ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကနိုဝင်ဘာလ28ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်အခုရက်ပိုင်းမှာတောင်ကုန်းမြို့ရဲ့တပ်မစကခ9ကိုအရခတက်တော် AA ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့နှစ်ဖက်တိုက်တွေ့တိုက်ပွဲဟာပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူများနဲ့ပြန်လည်ပြီးတော့ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာအသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားလူငယ်မှန်သမျှအလှည့်ကျလာရင်မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ပြီးတော့အရင်ကလိုမျိုးအလှည့်ကျမဲနိုင်ခြင်းငွေပေးပြီးတော့လူစားထိုးခြင်းများကိုလုပ်ခွင့်မရှိတော့ဘူးလို့လူငယ်များနဲ့မိသားစုဝင်များကိုရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှုတွေကခေါ်ယူပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်လိုင်းသာယာမြို့နယ်တာကေတာမြို့နယ်နဲ့ဒေါ်ပုံမြို့နယ်အပါအဝင်အခြားသောမြို့နယ်များအားလုံးမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားလူငယ်များအားလုံးဟာ မဖြစ်မနေမိမိအလှည့်ရောက်တာနဲ့စစ်မှုထမ်းရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ချေးရွာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးများကမဲနိုင်ပြီးတော့မဲဖောက်ခြင်းလူသားထိုးခြင်းများကိုလှုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။ စစ်မှုထမ်းရအလဲကြလာပါကစစ်မှုမထမ်းမဲနဲ့ရှောင်ပြေးမယ်ဆိုရင်ပြည်သူစစ်မှုထမ်းဥပဒေအရအမှုဖွင့်ပြီးတော့အရေးယူထောင်ချခံရမယ်လို့ချိန်ချောက်ပြောဆိုနေကြောင်းသိရပါတယ်အရင်လိုမျိုးငွေနဲ့အစားထုတ်လို့မရတော့ဘူးလူကလည်းရှာရတာတော်တော်ခက်လာပြီအဲဒါကြောင့်ကိုယ်အလဲရောက်ရင်မဖြစ်မနေစစ်မှုထမ်းရမယ်လို့ခေါ်ပြီးတော့ပြောတယ်လို့တာဂီတာမျိုးနဲ့မှာစစ်မှုထမ်းရအမည်စရင်အသွင်းခံထားရတဲ့လူငယ်တအူးကပြောဆိုထားပါတယ်ရန်ကုန်တိုင်းလှိုင်သာယာမျိုးနဲ့ဒိုင်စုရက်ကွက်အုပ်ချုပ်ရေးမှုဝင်းထွဝင်းကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်း ်လူငယ်အမျိုးသားများရှိတဲ့အိမ်အောင်စုတိုင်းကိုတလကိုငွေကျပ်2000လုံးပေးရမယ်အပြင် စစ်မှုထမ်းရန်အလဲကြလာပါကလည်းမဖြစ်မနေစစ်မှုထမ်းရမယ်လို့ခေါ်ယူပြောဆိုလိုက်တယ်လို့သိရပါဗျ။အသက်16နှစ်ကနေအသက်35နှစ်အတွင်းယောက်ျားသားရှိတဲ့အိမ်တိုင်းတအူးကိုငွေကျပ်2000လုံးနဲ့ပေးရမယ်။တချို့အိမ်တွေဆိုရင်လူငယ်3ဦးရှိတော့ငွေကျပ်6000ပေးရတယ်။လက်လုံလက်စားပွားနဲ့အဆင်မပြေလို့ပေးစရာမရှိတာကိုအတိုးနဲ့ချီးပြီးတော့ပေးနေရတယ်။အတိုးပေါ်အတိုးဆင်ပြီးတော့ဒုက္ခတွေရောက်နေကြရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါဗျ။အလားတူပဲအင်းစိန်မြို့နယ်ပိန်းနယ်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးကြော်နိုင်ကရက်ကွက်အတွင်းကစစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်တိုင်းကို စစ်တပ်ထံကိုအမည်စရင်ပေးပို့ထားပြီးဖြစ်တဲ့အတွက်စစ်တပ်ကလာခေါ်တာနဲ့တွားရောက်စစ်မှုထမ်းရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်စစ်မှုထမ်းရမယ်မိသားစုများနဲ့လူငယ်များကိုထောက်ပံ့ရန်အတွက်ဆိုပြီးတော့ရက်ကွက်ထဲကအိမ်အောင်စုတိုင်းကိုငွေတွေလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်ဒါအပြင်ဒေါ်ပုံမျိုးနဲ့ဝါဆိုရက်ကွက်မှာလည်းအုတ်ချုပ်ရေးမှုညီညီထွေးကစစ်မှုထမ်းစင်ခေါ်စားနဲ့ရက်ကွက်ရုံးကိုလူငယ်တွေကိုစင်ခေါ်ပြီးတော့ ိမ်ပြာမလွတ်တော့ဘဲနဲ့စစ်တပ်ထဲကိုတပ်သားတက်များအဖြစ်နဲ့ပို့ဆောင်နေတယ်လို့သိရပါတယ်။နာမည်စင်းမှာပါတဲ့သူတွေအနေနဲ့လဲအလဲကျလာတဲ့အခါမှာစစ်မှုမထမ်းပါကမိသားစုဝင်များကိုဖမ်းဆီးပြီးတော့ထောင်ချပစ်မယ်လို့ချိန်ချောင်းနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ